မ်းမျိုးတရီသားနီးကိုအတုံးပြုပြီးတာယောက်ကြားလေးရအောင်ဘန်ကောက်ကနမဲကြီးစီယုံမှာထည့်ခဲ့တယ်ဆိုတဲ့တရုတ်ဆောင်နန်းဆန္ဒလားထုံမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်နန်းဆန္ဒလားထုံကတော့သူမဟာ IMF နီးပညာနဲ့ဖမ်းမျိုးတရီသားတဲ့တဲ့နီးနဲ့ရင်သွေးလေးကိုလွှဲထားရတယ်ဆိုပြီးတော့လူမှုကွန်ရက်စာမျက်နှာကနေတစဉ်ပရိသတ်တွေကိုအတိပေးလာခဲ့တာဖြစ်ပါတယ်ဖမ်းမျိုးတရီသားယူတယ်ဆိုတာဟာတဘာဝနီးနဲ့ကိုဝင်မရတဲ့သူတွေကိုလိုချင်တဲ့ဂျန်နာကိုရွေးချယ်ချင်တဲ့သူတွေနဲ့ အမွာကိုဝင်ရကျင်သူတွေကရွေးချယ်ပြီးကိုဝင်ဆောင်ကြတဲ့နီလန်းဖြစ်ပါတယ်။နန်းဆန္ဒလာထုံးကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကနမဲကြီး IMF ကလင်းနဲ့မှာသူမလူချင်းနဲ့တားရောက်ကြလေးကိုရအောင်ထဲခဲ့တာဖြစ်တယ်လို့လည်းနန်းဆန္ဒလာထုံးကပြောပြထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့သူမလွယ်ထားရတဲ့ရင်သွေးလေးဟာယောက်ျားလေးမှန်အတိအကျပြောဆိုနိုင်တာဖြစ်တယ်လို့လည်းသိရပါတယ်။နန်းဆန္ဒလာထုံးဟာ IMF နီးနဲ့ကိုဝင်ဆောင်ခဲ့ပြီးသုံးလလောက်အရာဘောကမစင်မလောက်ရှားပဲနေခဲ့ရတယ်လို့လည်းသိရပါတယ်။ IVF နည်းကိုအသုံးပြုပြီးဖမ်းမြန်တည်ရအောင်စူးစမ်းခဲ့ပုံကိုလည်းနန်းဆန္နာလာထုံးကအခုလိုပြောပြထားပါတယ်။အစိုးရကလေးကဂျန်နာကိုတည်ရတယ်ဆိုတာကနန်းနန်းက IVF လုပ်ထားလို့ပါ။ထဲကလေးကသားလေးရအောင်ထည့်လိုက်တာပါ။နန်းနန်းလုပ်တဲ့ဇီယုံကဒီဆရာဝမလေးနဲ့လုပ်တာပါ။ဒေါက်တာယူကိုလို့ခေါ်ပါတယ်။အရန်ကိုစိတ်ရှိပြီးတော့သဘောကောင်းတယ်။တေချာလေးကယူဆိုင်ပြီးတယ်။နန်းနန်းရဲ့ IVF ဂျနီကိုစိတ်ဝင်စားတဲ့သူတွေကိုလည်း post လေးတင်ပေးပါအောင်မယ်ရှင်။ အတူတူဝမ်းသာပေးပြီးတော့ဆူတောင်းပေးကြတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုဆိုကနန်းဆန္နာလာထွန်းကသူမရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာသူမအနေနဲ့သူမလူချင်းနဲ့တာယောက် ကြားလေးရအောင် IMF နည်းပညာနဲ့ပြုလုပ်ထားပုံအစဉ်စဉ်ကိုပြောပြထားတာပဲဖြစ်ပါတယ်။ကလေးချစ်တတ်ပြီးကလေးအရန်လူချင်းနေတယ်။တဘာဝနီးအတိုင်းကလေးရဖို့ခက်ခဲတာကြောင့် IMF နည်းနဲ့ဖန်မြွန်တရေသားဖန်နီးခဲ့ပြီးမကြခင်မှာရင်သွေးလေးပိုင်ဆိုင်ရတော့မဲ့နန်းနန်းအတွက်ပိတ်သက်ကြီးကလည်းဝမ်းသာကုန်ပြူစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။